ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့1 Friday 5 128ပြန်ပွဲရဲ့စတ်ထမမြောက်တွဲစားပွဲထုတ်ပြီးသွားခဲ့ပါပြီဒီပွဲစဉ်ကိုပရိသတ်တွေအများမဲ့စိတ်ဝင်စားခဲ့ကြတယ်ဘာကြောင့်လဲဆိုတော့တစ်ဖက်က Time Fighter မလေးဟာတမ်မနီ Road Time ရဲ့ခေမဖြစ်နေလို့ပါပဲပြီးတော့သူ့ရဲ့အကိုစံကတိသူကလည်း1မှာနိုင်ပွဲတွေရရှိထားတဲ့ fighter ဖြစ်ပါတယ်ခင်ဗျာဒီတော့သူတို့မျိုးဆက်တွေက နောက်တစ်ယောက်ထပ်ပြီးတော့ဝမ်းစင်မြင့်ပေါ်ကိုတက်လာတော့ဘလို့နေမလဲဆိုတော့ကိုပြိသက်တွေစိတ်ဝင်စားနဲ့စောင့်ကြည့်ခဲ့ကြတယ်တရားခွန်ပောင်းတန်းမွေထိုင်းပွဲစဉ်အဖြစ်ဒေါင်းတောင်တိုင်းနဲ့ကင်တောင်ဆန်တို့ထိုးခဲ့ကြတာဖြစ်ပါတယ်ခင်ဗျဒေါင်းတောင်တိုင်းနဲ့ကင်တောင်ဆန်တို့ဟာ AWS promotion အောက်မှာအရင်တုန်းကတွေ့ခဲ့မှုပါတယ်ခင်ဗျအခုပွဲစဉ်ကတော့ဒါ rematch ပေါ့လေနောက်ထပ်တစ်ကြိမ်ထပ်ပြီးတော့ one semi မှာတွေ့ရတဲ့ပွဲစဉ်ဖြစ်ပါတယ်ပြီးတော့သူတို့နှစ်ယောက်လုံးအတွက်ဒီပွဲစဉ်ကထူးခြားတယ်ခင်ဗျ တောင်းတောင်းတိုင်းအတွက်ကလည်းဝိုင်းရဲ့ပထမဆုံးပွဲစဉ်ဖြစ်တယ်။တစ်ဖက်ကကင်တောင်းဆန်အတွက်ကလည်းဝိုင်းရဲ့ပထမဆုံးပွဲစဉ်ဖြစ်ဒီပွဲကိုထိုးရတာဖြစ်ပါတယ်ခင်ဗျ။ဒီနေရာမှာတောင်းတောင်းတိုင်းကဘာသာသွားတယ်လဲဆိုတော့ငယ်ကုံနဲ့မာကုံသာသွားတယ်ခင်ဗျ။သူကငယ်တယ်ညံ့တယ်။တစ်ဖက်ကကင်တောင်းဆန်ကတော့ကင်ပေါ့ဆန်မှာပို့ပြီးတော့ကောင်းတယ်တချိန်တုန်းကကပတ်တွေအများကြီးရခဲ့တဲ့ချန်ပီယံဟောင်းတယောက်လည်းဖြစ်တယ်။ဒါပေမဲ့အသက်အရ30ခွန်းနှစ်ရှိနေပြီ။သူ့ရဲ့မြန်နှုန်းနဲ့သက်လုံကတော့ နည်းနည်းရော့ချနေတာကိုတွေ့ရပါတယ်ဒီပွဲစဉ်မှာဒေါင်းတောင်တိုင်းကို ရော့ထန်ကိုတိုင်က နောက်ကလိုက်ပါဝန်းရံဆန်ရံပြီးတော့ပွဲနှပေးမှာအကြံပေးနေကြတာတွေ့ရပါတယ်ခင်ဗျဒေါင်းတောင်တိုင်းရဲ့အနေထားကပထမပွဲကြီးမှာလေအตายရသွားခဲ့တယ်အဲ့ပထမအစီပွဲပြီးခါနီးမှာသူ့ရဲ့ဂရောင်ချက်နဲ့လက်တိချက်ကင်တောင်းဆန်ကို ထိမှန်သွားတော့ကွဲသွားတယ်ကွဲသွားတဲ့မျက်လုံးကနေဒီသွေးတွေချာကြတာပေါ့လေမရက်တော့ အဲ့နဖူးနဲ့မျက်လုံးပေါဝင်ခြင်းမှာပေါ့ထိသွားတဲ့လက်သိကျက်နဲ့တရောင်ကျက်ကနေတွေးရကြတာကြတာဒုတိယပွဲချီမှာဆိုရင်ဒိုင်းကိုတိုင်းကပွဲကိုရက်ပြီးတော့အနာတောင်းခိုင်းတာပြီးတော့တစ်ဖက်မှာပြန်ပြီးတော့စစ်ဆေးခိုင်းတာတွေဒါမျိုးတွေဖြစ်လာခဲ့တယ်ခမရအဲ့တော့ကင်တောင်းဆန်ကဒုတိယပွဲချီမှာသူတက်နိုင်တယ်လို့တော့တိုက်စစ်ပွဲပြီးထိုးသေးတယ်ထင်တိုင်းမပေါက်တော့ဘူးတစ်ဖက်ကဒေါင်းတောင်းတိုင်းကအားနဲ့ချက်ကိုတိသွားတယ်ခမရကင်တောင်းဆန်နဲ့ပူးပြီဆိုရင်သူကအဲ့မျက်နှာ သွေးပြနေတဲ့နေရာတွေဖိပြီးပြီးတော့ထိုးတာအဲ့တော့တစ်ဖက်ကကင်တောင်းဆန်တခါတည်းပြန်ကြကြသွားတယ်ပေါ့လေတံပိုရော့သွားတယ်ပွဲကိုမထိနိုင်တော့ဘူးဒီတော့နောက်ဆုံးမှာ3ဂျီကိုရောက်လာတယ်3ဂျီလုံးကဒီလိုပဲဖြစ်ပြီးတော့တောင်းတောင်းတိုင်းကမလုပ်သွားလဲဆိုအမတ်ရမဲ့ထိချက်တွေကိုအသာစီးယူပြီးနောက်ဆုံးမှာအမတ်ဆုံးပြတ်ချက်နဲ့ကင်တောင်းဆန်ကိုအနိုင်ယူသွားခဲ့ပါတယ်ခင်ဗျဟုတ်ကဲ့အဲ့တော့ရော့ထန်ရဲ့ဘောက်ချာဆန်ကတဲ့ရဲ့ဘောက်ချာလို့ပဲပြောပါတော့ခင်ဗျ ဲ့တော့လော့ထန်ရဲ့ခေမဖြစ်တယ်စံကာတဲ့ရဲ့အမလည်းဖြစ်တယ်ဝမ်ရဲ့ဘောက်ဆာတောင်ဖြစ်တဲ့တောင်းတောင်းနိုင်ကတော့သူ့ရဲ့ဝမ်တာထက်မှာအနိုင်ပွဲကိုရယူသွားခဲ့ပြီဆိုတော့ပြည်သက်တွေသိရှိအောင်ဒီဆက်ပြပေးလိုက်ပါရခင်ဗျာဒီရှုအပိပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ